ဥပဒေကသတ်မှတ်ထားရဲဆိုတာကဒါက safe မဖြစ်လို့သတ်မှတ်ထားဖြစ်တယ်ပေါ့နော်အလွယ်တကူပဲလို့ရလို့ရှင်တဲ့နှာစည်းပြောက်စည်းတွေချောင်းစည်းပြောက်စည်းတစ်နှစ်အောင်ကလေးကိုမတိုက်ပါနဲ့ကလေးလေးတွေမှာဆိုရင်တစ်နှစ်အောင်ကလေးလေးတွေမှာဆိုလို့ရှင်ပေါ့နော်နှာစည်းပြောက်စည်းတို့နောက်ပြီးတော့ချောင်းစည်းပြောက်စည်းတို့ကိုတိုက်လို့မရဘူးဘာလို့တိုက်လို့မရလဲဆိုလို့ရှင်ဒီကလေးလေးတွေရဲ့အုံနောက်မှာဆိုလို့ရှင် black brain barrier ဆိုတာရှိတယ်ဒီသွေးနဲ့အုံနောက်နဲ့ကိုတားထား barrier ရှိတယ်ဒါလူချင်းတွေမှာဆိုတစ်နှစ်ကျော်သွားတော့ဖွံ့ဖြိုးလာပြီပေါ့နော်တစ်နှစ်အောင်ကလေးမှာဆိုမဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့်မလို့ဒီနှာစည်းပြောက်စည်းပေါ့နော်ချောင်းစည်းပြောက်စည်းတို့တိုက်လို့မရဘူးဒါတွေကနေပြီးတော့မှ barrier ပေါ့ခဏကကာတာတဲ့ barrier ဖြတ်သွားလို့ရှင်အုံနောက်ထဲ ပြရမယ်အုံနောက်ထည့်ရောက်တယ်ဆိုလို့ရှိရင်ဒီ central nervous system ပေါ့နော်ဒီအုံနောက်နဲ့အာရုံစော်ကိုသွားပြီးတော့မှထိခိုက်နိုင်တယ်အဲ့အတွက်ကြောင့်မလို့ကလေးတွေကကြတော့ဒီလိုမျိုးငယ်သေးရဆိုလို့ရှိရင်ကြတော့ဒါစီးရဆိုချင်းနှာခေါင်းကိုစုပ်ပေးတာနောက်ပြီးတော့ humidifier ပေါ့နော်ရေနွေးငွေလေးကိုဖြန့်ပေးထားတာရေနွေးငွေဖြန့်ပေးထည့်ရဆိုလို့ရှိရင်လည်းပေါ့တဏီကုန်းကြီးဖြန့်ခိုင်းထားတာမဟုတ်ဘူးသူတို့အရင်နာစီးနာပိတ်ဖြစ်နေတဲ့အချိန်ဒါမှညအိတ်တဲ့အချိန်လေးပေါ့အဲ့လိုအစဉ်ပြောင်းဖြန့်ပေးထားတာနောက်ပြီး position လေးချိန်ပေးထားတာပေါ့နော်ခေါင်းလေးကိုမြင့်ပေးထားတာပေါ့နော်ဒီလိုမျိုးလေးလုပ်ပေးထားခြင်းအဖြစ်ဒီကလေးလေးကိုနာစီးတက်တောင်လုပ်ပေးလို့ရတယ်နောက်ပြီးလို့ရှိရင်လည်း lifestyle changes ပေါ့နော်ဒီကလေးတွေကကြာနေပြပေးမယ်နောက်ပြီးလို့ရှိရင်ဒီလေကောင်းလေးတဲ့ရ ရှိအောင်ခန်းကိုလည်းတေချာတန်ရှင်းလုပ်ထားမယ်။ဒါပေမဲ့ကလေးကိုကြာလဲနေပတ်ဆိုလို့ရှိရင်နေပြတဲ့အပြင်ကိုထုတ်ပေးတယ်။အဲ့လိုမျိုးလေးတွေလုပ်ပေးခြင်းအားဖြင့်ဒီ lifetime changes လေးပေါ့နော်။နောက်လို့ရှိရင်ရေချိုးတဲ့အခါမှာဆိုလို့ရှိရင်လည်းအမ်ညဉ့်ညနေပတ်တွေချိုးတာမဟုတ်ဘဲနဲ့ဒီရေနွေးနွေးလေးနဲ့ကိုပဲနေလည်ဖက်ပေါ့နော်။ဒီလိုမျိုးလေးရေချိုးတဲ့ချိန်လေးတေချာလုပ်ပေးတာနောက်ပြီးအေးအပတ်ပခန်းတာအဲကိုဖွင့်ထားတယ်အဲပန်ကားဖွင့်ထားတယ်ဆိုတော့လေချိုးတက်အောင်မထားပေါ့။ဒီလိုမျိုးလုပ်ပေးခြင်းအားဖြင့်ဒီကလေးလေးတွေကကျွန်တော်စိတ်တတအောင်နာမစီအောင်ကာကွယ်တာ။ဒီလိုမျိုးလေးတွေလုပ်ပေးလို့ရတယ်။ဒီချိန်မှာဆိုလို့ရှိရင်ပေါ့နော်။အဒေါက်တာမြင်မှုတာကအဲ့လိုမျိုးကလေးကတနည်းအောင်ပဲရှိသေးတယ်။ဒါပေမဲ့နာစိနာစိ ေးပြောင်းစေးတိုက်ချင်တယ်ပေါ့အဲ့လိုမျိုးတွေပေါ့နော်လောက်ကြတယ်ပေါ့တချို့နိုင်ငံပေါ့ဥပမာပေါ့ medical regulation ပေါ့မှာထိုင်းနိုင်ငံလိုမျိုးဆိုလို့ရှိရင်သူကတနည်းရောက်ကလေးဆိုရှင်နာစီပြောင်းစေးလုံးဝမရောင်းပေးဘူးပေါ့နော်ဒီလိုမျိုးတွေရှိတယ်ဒါပေမဲ့အဲ့လိုမျိုးတွေမှာရှာဝယ်ကြရရှိရပေါ့နော်ဒါပေမဲ့ဥပဒေကသတ်မှတ်ထားတယ်ဆိုတာကဒါက safe မဖြစ်တော့သတ်မှတ်ထားဖြစ်တယ်ပေါ့နော်အဲ့တော့အလွယ်တကူပဲလို့ရလို့ရှိရင်နာစီပြောင်းစေးတွေချောင်းစီပြောင်းစေးတနည်းရောက်ကလေးကိုမတိုက်ပါနဲ့ဒါကြောင့်ကိုကတော့တက်တာသွားလိမ့်မယ်ကလေးကကျတော့နှိပ်သွားတဲ့ခါကျတော့မမူတော့ဘူးမကြီးတော့တက်တာသွားလိမ့်မယ်ဒါပေမဲ့ကလေးအတွက်က side effect တွေရှိတယ်ကလေးကကျတော့အရန်တွေကိုပဲနှုံးသွားတာနောက်အသက်ရှူသွားတာခက်လာတာဒီလိုမျိုး တွေဖြစ်သွားတတ်တယ်ပေါ့နော်နောက်ပြီးတော့အဆိုးဆုံးဆိုလို့ရှိရင်အုံနောင်းနဲ့အောင်ကျော်ထိခိုက်သွားတာဒီလိုမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့တနည်းရောက်ကလေးမှဆိုလို့ရှိရင်ဒါစီ၆ဆွေပြောဆွေတိုက်လို့မရဘူးသူတဘာဝအတိုင်းပဲပေါ့နော်တက်တောင်လုတ်ပြီးလို့ရတယ်တက်တောင်ဘယ်လိုလုတ်ပြီးလို့ရလဲဆိုတော့အသေးစိတ်ကိုလည်းဒေါက်တာရဲ့ဒီ Facebook page မှာတော့ TikTok မှာရောဗီဒီယိုလေးကနှစ်ပုတ်တောင်မှတင်ပေးထားပါတယ်အဲ့မှာသွားပြီးကြည့်ကြည့်လို့ရပါတယ်